အလုံးမင်္ဂလာပါ Union News ကနေပြန်နေကြိုဆိုပါရစေ။ဒီနေ့ကတော့နိုဝင်ဘာ6ရက်နေ့ဖြစ်ပါတယ်။ဒီနေ့နိုဝင်ဘာ6ရက်နေ့အတွက်တင်ဆက်ပေးသွားမှာကတော့မတရားဆင်ကူတကြောက PDF တွေဘယ်လိုမျိုးရှင်သန်နေရသလဲဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဂျီလီကနေပြန်နေကြိုဆိုပါရစေ။ပလောင်လက်နက်ကင်တဲ့ပုံ DNL ကတက်မလို့ထိုးစစ်မှာလဲလဲအကွယ်အကွယ်ဖြစ်ခဲ့ပြီးတဲ့နောက် မိုးနဲ့မိုးမိတ်ကိုပြန်လည်လွှဲပြောင်းပေးရမယ်ဆိုပြီးအပြစ်ခတ်ရစဲရေးကိုစာချုပ်ချုပ်ဆိုခဲ့ပါတယ်အပြစ်ခတ်ရစဲရေးစာချုပ်ချုပ်ဆိုခဲ့တာကတော့ပြီးခဲ့တဲ့လအောက်တိုဘာ29ရက်နေ့ကဖြစ်ပါတယ်ဒီနေ့ဆိုရင်တော့အပြစ်ခတ်ရစဲရေးစာချုပ်ချုပ်ခဲ့တာဆယ်ရက်ကျော်သွားပြီဖြစ်တယ်လို့ဆိုရမှာဖြစ်ပေမဲ့မိုးကုတ်မျိုးကိုတမရော့ကပြန်လည်ဝင်ရောက်ရေးမိုးကုတ်မျိုးကနေပလောင်လက်နဲ့ကင်တဲ့ပုံ DNA လေးစုတ်ခွာရေးကိစ္စတွေကတော့အခုချိန်ထိငြိမ်သက်နေသေးပဲဖြစ်ပါတယ်ဒါပေမဲ့မိုးကုတ်မျိုးနဲ့ပတ်သက်ပြီးလှုပ်လှရှားရှားဖြစ်နေတာကတော့စင်ကူးမတရားတဲ့ဂျောက PDF တွေနဲ့ NUG လက်အောက်ခံမိုးကုတ်ဘူးဟာ 933 Red Dragon စတဲ့အဖွဲ့တွေပဲဖြစ်ပါတယ်။ဒီတွေကနေမှာမန္တလေး PDF ကတော့မိုးကုတ်မြို့ကိုမိုးကုတ်မြို့မှာရှိနေတဲ့အကျိုးစီးပွားတွေနဲ့တွဲဖက်တည်ရန်ဇာတာတွေပြောမယ်ဆိုရင်တော့ပလောင်လက်နက်ကိုင်သဘော TNL ဘက်ကတာဖုံးကျော် NUG PDF အုပ်စုတွေကတခိုးစော်ဝေဆိုးနဲ့သို့သူရသောဦးဆောင်တဲ့မန္တလေး PDF တို့သုံးပွင့်ဆိုင်ထားတဲ့မိုးကုတ်မြို့ကအကျိုးစီးပွားတွေကိုကာကွယ်ရေးအတွက်မန္တလေး PDF ကတော့အယိုးကြည်ကြည်အရေးခံငန်းအသေးခံပြီးတိုက်ပွဲဝင်သွားမယ်သဘောမျိုးမြင်တွေ့ရပါတယ်။ချင်းတော့ကမိုးကုတ်မြို့ကိုပလောင်လက်နက်ကိုင်သဘော TNL ကဦးဆောင်တိုက်ခိုက်ခဲ့ပေမဲ့ မန္တလေး PDF ကမိုးကုတ်မြို့မှာရှိနေတဲ့တွင်းထွက်တင်ရန်ဇာတာတွေရဲ့အယိုးရင်အဖျားနာလောက်သာကိုက်ခဲ့ရတဲ့အခြေအနေမျိုးရှိပါတယ်။ဒါပေမဲ့မိုးကုတ်မြို့ကိုဘလောင်လန်နဲ့ကိုင်တပုံ DNL ကအပြစ်ခတ်ရစဲရေးစာရုပ်ချုပ်ဆိုပြီးစုတ်ခွာထွက်ပြေးရမယ်ဆိုတဲ့အခြေအနေမျိုးရောက်ရှိလာတဲ့အချိန်မှာတော့ဘလောင်အကြက်ဘက်သမားတွေကမလိန်တပတ်အနေနဲ့ယူနီဖောင်းပြောင်းဝယ်ပြီးတော့ PDF မိုးကုတ်မြို့ကစသဖြင့်ဒီဒေတာတွေမှာဆက်လက်ပြီးတော့ခြေကုပ်ယူဖို့စီစဉ်နေကြတာလည်းရှိပါတယ်။ဒီနေရာမှာမိုးကုတ်မြို့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးပြောရင်တော့စင်ကူးမတရားတပိတ်ချင်းက PDF တွေကိုလည်းခြံထားလို့မရဘူးဖြစ်ပါတယ် မဟုတ်မျိုးကိုဘလောင်လန်တဲ့ကံပုံ DNA တွေကနောက်ဆုံးအချိန်ဒီခုကံကာကွယ်သွားမယ်ဆိုရင်စည်ရည်ရီမှန်းချက်ထားရှိရတာကြာပြီဖြစ်ပါတယ်။ဒီလိုလဲကြောင်မင်းနဲ့ဒီဘောကိုလက်မလွတ်ခင်တွေကဘလောင်လန်တဲ့ကံပုံ DNA တွေကမဟုတ်မျိုးမှာရှိနေတဲ့ကော်ရက်ကားတွေနဲ့ NUGPB အုပ်စုတွေရဲ့အာဟုအများပြားယူတာတွေအတင်းအဓမ္မပေါ်တာဆွဲတာတွေတိပြလုပ်ခဲ့ပါတယ်။ဒါပေမဲ့မန္တလေး PDF နဲ့ NUG ကဇော်ဝေစိုးတို့ပါဝင်လာပြီးတဲ့နောက်မှာတော့မဟုတ်မျိုးကိုပြန်လည်လွှဲပြောင်းရေးကိစ္စမှာဘလောင်လန်တဲ့ကံပုံ DNA တွေက သုံးပွင့်ဆိုင်ဝိုင်းထဲကနေထွက်ပြီးတော့ကျိုးကျိုးပိုင်းထဲမှာခြံထားခဲ့တဲ့သဘောမျိုးရှိနေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့ NUG PP အုပ်စုက PDF တွေနဲ့မန္တလေး PDF ကမိုးကုတ်မြို့ကိုအသေးအံကာကွယ်သွားကြမှာပါ။မိုးကုတ်မြို့ကိုကာကွယ်မှသာ NUG PP အုပ်စုတွေအားလုံးကိုတလောင်လက်နက်ကန်တော်တီအန်အလီကအဖွဲ့တွေအားလုံးကိုအသက်ရှူချောင်ကြမှာဖြစ်ပါတယ်။ ဒါကြောင့်မန္တလေး PDF အပါဝင် မုကုတ်ကိုကာကွယ်မယ်ဆိုတဲ့မုကုတ်ပြူဟာစင်ကူးမရီယာတပိတ်ချင်းနဲ့မြင်းညံတောင်သားနထိုးကြီးမှာစူတန်တောင်ကျွမ်းနေတယ်။မြင်းညံဘလတ်တိုက်ကားကအဖွဲ့တွေကပါကြောက်တွင်းနေနဲ့တွတ်ထွက်ပြန်စားတဲ့ brand များတွေကိုခွဲတန်းရမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့မုကုတ်ကိုသွားရောက်ပြီးတော့ခုခံကာကွယ်ဖို့ချိန်တက်သွားနေကြပြီဖြစ်ပါတယ်။ဒီနေ့မှာမုကုတ်ကိုပြန်လည်တိုက်ခိုက်သိမ်းမဲ့ဖို့တဲ့တမန်တော်မှာအနောက်ရှက်အဟန္တာတစ်ခုရှိနေပါသေးတယ်။ဒါကတော့စင်ကူးမရီယာတကြောက PDF တွေဖြစ်ပါတယ်။ မရီယာနဲ့စင်ကူးကြားကလက်ပံလာဇေယကွင်းတပေချင်းဒေတာမှ PDF တွေကဆက်လက်ပြီးခုခံနေကြပါတယ်။မရီယာရဲ့မြောက်ဘက်ခြမ်းဒေတာတွေကိုတက်မလို့ကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေစေဖြစ်တဲ့အတွက်ချောင်းမကြီးဒီဆယ်ကြီးရဲ့မြောင်းမောင်လက်တန်းရဲ့မြောက်ဘက်ခြမ်းဒေတာတွေကို NUG လက်အောက်ခံ PDF တွေမရီယာ PDF အပေါင်းပါတွေဆုတ်ခွာနေကြပါတယ်။ဒါပေမဲ့လည်းစင်ကူးမရီယာတပေချင်းတကြောမှဆက်လက်ပြီးတော့အင်အားတွေဖြန့်ကျက်ဆက်လက်ပြီးတော့အင်အားတွေစုဖွဲ့ပြီးတော့ခံစစ်ကိုဟန်တားဖို့လည်းဆောင်ရွက်လာကြပါတယ်။အဲ့ဒီလိုအပြစ်ခတ်ရစရေးစာချုပ်ချုပ်ဆိုလိုက်တဲ့နေ့မှာပဲ စင်ကူးမတရားတပိတ်ချင်းနဲ့ဒီကြောင်မြောင်းရွှေဘုကချိတ်ဆက်ထားတဲ့ရေနာသင်္ကတရားကိုလည်းမိုင်းခွဲဖြတ်စည်းခဲ့တယ်။မတရားနဲ့စင်ကူးရဲ့ကြားမှာရှိနေတဲ့ကြောက်ဆက်ကုံတရားကိုလည်းမိုင်းခွဲဖြတ်စည်းခဲ့ကြတာဖြစ်ပါတယ်။ပြောရမယ်ဆိုရင်တော့မန္တလေးမတရားကနေခြေတက်လာမဲ့တမတော်စစ်ကြောင်းတွေကို LOC ဖြတ်တောက်ရေးဆောင်ရွက်လာတာဖြစ်ပါတယ်။ဒီနေရာမှာပေါ်တော်ဝါဖြူတော်တပိတ်ချင်းလမ်းစုံမှာရှိနေတဲ့တမတော်စစ်ကြောင်းကြီးတွေရဲ့စီရေးလှူရှာမှုကလည်းအဟံတာတစ်ခုတော့ဖြစ်သွားနိုင်ပါတယ်။ဒါကယူဆချက်တက်တက်ဆိုပေမဲ့လည်း NUGPV အုပ်စုတွေအားလုံးက မိုးကုတ်မှာစုဖွဲ့ပြီးတော့ကုကန်ကြမယ်ဆိုတဲ့အခြေအနေကမိုးကုတ်မရေရာတပိတ်ချင်းတကြောလုံးရဲ့စည်ရေးလှုပ်ရှားမှုကိုခေါင်းလောင်ပေးလိုက်တယ်လို့ဖြစ်သွားပါတယ်။အဲ့ဒီတွေ့လဲမိုးကုတ်ကိုကာကွယ်မယ်ဆိုတဲ့မန္တလေး PDF နဲ့ဦးဆောင်တဲ့သူတွေမန္တလေး PDF နဲ့မိုးကုတ်ပြည်ဝကအဖွဲ့တွေကဝါပြူတော်ပေါ်တော်လန်းစုံတလျှောက်မိုးကုတ်ကြက်ပြင်းတလျှောက်နဲ့နေကြပြီးတော့ကင်းရွာအုံနယ်လောက်ကနေခန်းစည်တွေဆက်လက်ပြင်ဆင်နေတဲ့ဆက်တဲ့တင်းတွေလေကြားသိရတယ်လို့ မိုးကုတ်နယ်ကြောင်မဲလန်းမိုးကုတ်နယ်နောင်ချိုလမ်းပိုင်းကလေကြီးရွာလမ်းစုံလောက်ထိ NUGPV အုပ်စုတွေနဲ့ပလောင်လက်နက်ကိုင်သဘုံ DNL ရဲ့ uniform ပြောင်းဝတ်တွေကခန်းစစ်တွေအကြီးအကျယ်ပြင်ဆင်နေပါတယ်။ပလောင်လက်နက်ကိုင်သဘုံ DNL ကမိုးကုတ်ကူတာဆက်လက်ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင်ရရှိမဲ့အကျိုးစီးပွားတွေကအများကြီးရှိနေပါတယ်။တမန်တော်ရဲ့ထိုးစစ်တွေကြောင့်ဟန်တားနိုင်ခဲ့မှရှိတဲ့အတွက်မိုးကုတ်ကိုလက်လွတ်ပါမယ်ဆိုပြီးတော့မလင်းတစ်ပတ်လုခဲ့တာဖြစ်ပါတယ်။ဒီရဲ့ဘက်မှာပဲပလောင်လက်နက်ကိုင်သဘုံ DNL ရဲ့အတွင်းမှုတယောက်ဖြစ်တဲ့တာဖုံးကျော်ကအပြစ်ခတ်ရက်စဲလိုက်တယ်ဆိုတာကအားစုဖို့အတွက် ပြန်လည်တိုက်ခိုက်ဖို့အတွက်ဆိုပြီးတော့ social media platform ကနေရေးသားခဲ့တာတွေကိုအားလုံးမြင်တွေ့ရမှာဖြစ်ပါတယ်